ထိုင်းနိုင်ငံမှာဇွန်လ18ရက်နေ့ကစလို့မိုးလေဝသသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ထိုင်းမိုးလေဝသဌာနကမိုးသည်ထန်စွာရွာသွန်းမှုတွေနဲ့ပင်လယ်ပြင်မှာနှိုင်းကျိမှုတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။အထူးသဖြင့်ရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာမိုးသည်ထန်မှုတွေရှိနိုင်ပါတယ်။ က်ပလီပင်လယ်နဲ့ထိုင်းကမ်းခြေဒေသတွေမှာနှိုင်းမြင့်နှစ်မီတာကျော်ရှိနိုင်ပြီးမုန်တိုင်းဖြစ်ပွားနိုင်တဲ့ဒေသတွေမှာဆိုရင်3မီတာအထိရောက်ရှိနိုင်ပါတယ်။ဒါကြောင့်သင်္ဘောသားတွေအနေနဲ့အထူးသတိပြုကြဖို့တိုက်တွန်းထားပါတယ်။ဇွန်လ20ရက်နေ့ကနေ23ရက်နေ့အထိမိုးပေါ်ပြီးအားကောင်းလာနိုင်တာကြောင့်ရေကြီးနိုင်တဲ့နေရာတွေနဲ့မြေနေပိုင်းဒေသတွေကပြည်သူတွေအနေနဲ့ရုတ်တရက်ရေကြီးမှုတွေကိုသတိထားကြဖို့လိုအပ်ပါတယ်။ ဒါအပြင်လယ်သမားတွေအနေနဲ့လည်းတီးနှံတွေမပြည့်စည်အောင် ကြိုတင်ကာကွယ်မှုတွေပြုလုပ်ကြဖို့တိုက်တွန်းထားပါတယ်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။